မိဝေအနေနဲ့ဆိုပြေးသစဉ်တို့ကပြည်သက်တင်တဲ့ခိုင်မာဆက်ဆံရေးတိစောက်ရတဲ့အကြောင်းအားလုံးပဲမင်္ဂလာပါ MC Leaders New Channel ကနေကြိုဆိုပါရစေပြည်သက်အပြောင်းရှင်မှုပြည့်နဲ့ချိန်ဆက်ခြင်းဟေးဝေအနေနဲ့ဆိုပြေးသစဉ်တို့ကပျော်ပြေးလုပ်ငန်းတွေမှာပြည်သက်တရားအမြဲလိုလိုပြောင်းရှင်အောင်လုပ်ပင်ရည်ရွယ်ချက်နဲ့ပါဝင်ကြတယ်သူတို့ရဲ့ပြက်လုံးတွေအမှုပညာပျော်ပြေးမှုတွေနဲ့ရင်းနှီးရဲ့အပြည့်အမူတွေနဲ့ပြည်သက်တွေအာရုံကိုဆွဲဆောင်ကရင်းနှီးရဲ့ဆက်ဆံရေးကိုတိစောက်ကြတယ် ပရိသတ်အစိုက်ဝင်စားမှုကိုအမြဲထိန်းထားနိုင်ခြင်း၊ဟဲဝင်နဲ့စိုးပြစ်တဲ့စဉ်တို့ကလှုပ်ရှားမှုတွေကပရိသတ်တွေအားရှေ့ဆက်ပါဆက်ဖြစ်ကြမလဲဟုတဲ့စိတ်အားထက်သန်မှုနဲ့စောင့်ကြည့်စေရန်ဆွေးဆောင်ထားနိုင်တယ်။အီသိုပီးယားပရိသတ်တွေရဲ့အမြင်နဲ့ထင်မြင်ယူဆချက်တွေကိုလေးထိုင်လို့ဖော်ပြနေပြီးအပြန့်အလန့်ယုံကြည်မှုကိုမြင့်တင်ပေးပါရယ်။ဤနည်းလမ်းတစ်ရလုံးကပရိသတ်တွေအားနှလုံးသားအောင်မြင်ခြင်းရဲ့အဓိကတော့ချက်ဖြစ်ပြီးဟိဝေယံနဲ့ဆိုပြတဲ့စင်နာမြမဖြောဖြေးလောကအလိုကြိုက်များဆုံးစုံတဲ့ဖြစ်ရည်တည်စေအထောက်ကိုပြုလျက်ရှိပါတယ်။ ။နောက်ဆုံးတော့ဗီဒီယိုဆက်ကတွေ MTV နဲ့ Fashion Show ဘွဲတွေမှာအတူလှောက်ရှာလေးရှိပြီး၎င်းတို့ရဲ့တဘာဝကြားရဲ့တက်ပြမှုကြောင့်ပရိသတ်တွေကိုပျော်ရွှင်စေခဲ့ပါတယ်။ဓာတ်ပုံတွေဖြင့်ပေါ်ဆောင်မှု Amazing Grave ဆိုပြတဲ့စင်ဆောင်ရှယ်မီဒီယာတွေမှာသူရိုက်ကူထားအလားဓာတ်ပုံတွေကိုမကြခဏမျှဝေလေးရှိခြင်းဖြင့်ပရိသတ်တွေရဲ့စိတ်ဝင်စားမှုကိုဆွဲဆောင်နိုင်ခဲ့ပါတယ်။တဘာဝကြတဲ့မိသဟာရော Facebook မှာတစ်ဆင့်နှစ်ပေါင်းများစွာမိတ်ဆွေဖြစ်ခဲ့ကြတဲ့အချိန်ကစပြီးတော့၎င်းတို့ရဲ့ရင်းဒီရဲ့ဆက်ဆံရေးကပရိသတ်တွေအားစိတ်ချစေမှုပေးခဲ့တယ်။ အနုပညာရှင်တအုပ်ချင်းစီရဲ့ထူးချွန်မှုတွေဟိဝိယံအတွက်ကြောင့်နှစ်20ကျော်အနုပညာတက်တန်းရှင်ပြီဖြစ်ကမာယာကကျိုးကဲ့သို့ဇာကားတွေကိုဒရိုက်တာဖြင့်ရိုက်ကူခဲ့တဲ့လှုပ်ဆောင်ချက်တွေကြောင့်ပြိသက်ခိုင်မာပိုင်ဆိုင်တိုင်းဆိုဖီသင်းရဲ့ပင်ကိုစရအေးစစ်စစ်နေတတ်သူဖြစ်ပြီးခင်မှုကောင်းတဲ့စိတ်နေသဘောထားရှိခြင်းကြောင့်ပြိသက်ယုံကြည်လေးစားမှုကိုရရှိတာတဲ့ နာဂတ်ပူပေါင်းဆောင်ရွက်မှုမျှော်လင့်ချက်တွေဇက်ကပူတွဲရိုက်ကိုရအစီအစဉ်နဲ့ဟိဝင်ရန်ကဆိုပြစ်တဲ့စဉ်နဲ့ဇက်ကအတူရိုက်ဖို့စီစဉ်ထားကြောင်းဖွင့်ရခဲ့ပြီးလက်ရှိမှာဇက်လန်တွဲတစ်ခုကိုအတူရိုက်ကိုနေဆဲဖြစ်တဲ့ပြိသက်တုတ်ပြန်မှု၎င်းတွေလိုက်ဖက်ညီမှုနဲ့အမှုပညာတန်ဖိုးတွေကိုအခြေခံပြီးပြိသက်တွေကအမှုပညာ project တွေတက်အထူးဆောင်ကျင်လျက်ရှိတယ်ကောက်ချက်နဲ့အနာကက်မျော်မှန်ချက်ဟိဝင်ရနဲ့ဆိုပြတဲ့စဉ်တို့ကမိမိတို့ရဲ့အမှုပညာအရှိသေးပွင့်လင်းတဲ့ဆက်ဆံရေးနဲ့ပြည်သူနဲ့တိုင်းအထူးတွေ့မှုတွေဖြစ်မြန်မာမီဒီယာလောကမှာထင်ရှားနေရတဲ့ကိုကိုရယူထားတယ်။ ၎င်းတို့၏ဆက်လက်ပူးပေါင်းမှုနှင့်နုပညာဆန်စန်းသစ်တင်ဆက်မှုတွေကပြည်သက်စီရင်မှုကိုပုံမှန်အားကောင်းစေမယ်လို့မျှော်လင့်ရပါတယ်။အစောနေ့ကျွတ်နားဆင်ပြည်သက်အားလုံးကိုကျေးဇူးတင်ပါတယ်။ကျမတို့ channel ကိုလည်း like and subscribe လေးလုပ်ပေးကြပါရှင်။